မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်မြောက်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရခိုင်တပြည်လုံးနှီးပါတိမ်ပိုက်ရလက်တကန်းအလိုရောက်နေပြီဟုအပြစ်မရက်သေးသည့်ညီနောင်မဟာမိတ်အဖွဲ့ဝင် AA ထုတ်ပြန်ရခိုင်ပြည်သူများယနေ့ထက်နေ့ညမရွေးစည်ရေးတရရှိကြံအလေးနှက်တိုက်တွန်းနေဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်အနေနဲ့ရခိုင်ဒေသတစ်ခုလုံးကိုလက်လွတ်ဆုံးရှုံးရဖို့လက်တကန်းအလိုရောက်ရှိနေပြီဖြစ်တယ်လို့အာရကတပ်တော် AA ဒီကနေ့ညပိုင်းမှာထုတ်ပြန်လိုက်ပါတယ် ညီနောင်မဟာမိတ်၃ဖွဲ့တွေကစစ်ကောင်မရှင်တန်းတဲ့အပြစ်အခက်မရက်ဖဲကျန်နေခဲ့တဲ့တခွဲတဲတော့အာရကတတ်တော် AA ဟာမျော်မှန်းထားတဲ့စစ်ရေးနိုင်ငံရေးကြီးမန်းချက်တွေအပြစ်ဝအကောင့်ထဲဖွင့်နိုင်ဖို့အတွက်ရခိုင်လူထုနဲ့လက်တွဲပြီးအစွမ်းကုန်ကြိုးစားနေတယ်လို့ဆိုပါတယ်ရခိုင်ဒေသအပြင်ရခိုင်ရိုးမနဲ့နေမြချင်းထိစပ်နေတဲ့ဘကိုးတိုင်းမကွေတိုင်းအေယဝတီတိုင်းနဲ့အေအေစီရေလှုပ်ရှားတဲ့နေရာတချို့မှာနှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ဆိုထားပါတယ် စီရင်နိုင်ငံရဲ့အဖက်ဖက်ကရှုံးနေနေတဲ့အာဏာသိမ်းစစ်တပ်ဟာ2025ခုနှစ်အတွင်းညီနောင်မဟာမိတ်၃ဖွဲ့တဲ့ကကိုကန်တန် MNDAA တောင်တန် DNL တို့နဲ့ရှမ်းမြောက်ဒေသအပြည့်ခတ်ရဲစဲရေးကိုမရှိမနှောင်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်စစ်စင်ရေးနေမြေကျုံသွားတဲ့စစ်တပ်ကနိုင်ငံအနှက်ပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေစတိုက်ကျူးလွန်နေတယ်လို့မနေ့ကစာပြီး AA တပ်ဖွဲ့ဝင်တွေရှိရနဲ့ရခိုင်ပြည်သူတွေရှိရကိုလေကြောင်းတိုက်ခိုက်မှုတွေအချိန်မြင့်လောက်ဆောင်လာတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ မနေ့ကအောက်တိုဘာ30ရက်နေ့တရက်ထင်းမှာပဲစစ်တွေမျိုးရက်သေးတောင်မျိုးပုံနာကျုံမျိုးပောက်တော်မျိုးနဲ့ကြောက်ဖြူမျိုးဇင်းချောင်းတိုက်နယ်ရှိခုံခွေကျေးရွာကအယက်သားပြည်သူနေထိုင်ရာနေရာတွေကိုလေချောင်းရေချောင်းလက်နက်ကြီးနဲ့ခြုံတိုက်ခိုက်မှုတွေတရေဘောကြောင်စွာလှုပ်ဆောင်ခဲ့တာကြောင့်အပြစ်မဲ့ပြည်သူ၈ယောက်တေက22ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အောက်တိုဘာ31ရက်ဒီနေ့မနက်ပိုင်းမှာလည်းစစ်ကော်မရှင်တပ်ကပုံနာကျုံမျိုးနဲ့ဘန်းဒီလာရွာကိုလေချောင်းပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့ပြည်သူ၄ယောက်တေဆုံးပြီး၁၀ယောက်ပြင်းထန်ဒဏ်ရာရကစိုးရင်ရတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ အကြံဖက်စစ်ရှုံးစစ်ကော်မရှင်တက်အနေနဲ့နိုင်ငံထဲမှာစီရေးမသက်ဆိုင်တဲ့အယက်သားပြည်သူတွေအပေါ်လေချောင်းနဲ့လက်နက်အားကိုကတရေပေါ်ကြောင်စွာစစ်ရဲစဝတ်မှုတွေကျူးလွန်နေတယ်လို့ရခိုင်ဒေသကပြည်သူတွေအပေါ်မှာလည်းပြစ်မှတ်ထားတိုက်ခိုက်လာနိုင်တာကြောင့်အရင်ရက်တွေထက်ပုံမသတိထားကြဖို့စစ်ရေးတရိနှိမ့်ညမရွေးအပြည့်အဝရှိနေပေဖို့ရခိုင်ပြည်သူတွေကိုအေအေကတိုက်တွန်းနှိုးဆော်ထားပါတယ်။ဆက်လက်ပြီးတနင်္သာရီမြို့နယ်လင်းမိုင်ရွာမှာခြေကုပ်ယူထားတဲ့အကြံဖက်စစ်တပ်ကိုတွလရေးတပ်တွေဝင်ရောက်တိုက်ခိုက်စစ်သားအများပြားတိုက်စုံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်လေးမိုင်ရွာမှာခြေကုပ်ယူထားတဲ့အကြံဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားအများပြားသေဆုံးခဲ့တယ်လို့ဗိုလ်ခရီးတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားပါတယ်။အောက်တိုဘာ28ရက်နေ့လယ်ပိုင်းကတနင်္သာရီမြို့နယ်လေးမိုင်ရွာမှာခြေကုပ်ယူထားတဲ့အကြံဖက်စစ်သားတွေကိုဒေါ်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲ45မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းအကြံဖက်စစ်သား၈ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဗိုလ်ခရီးတပ်ဖွဲ့မြိတ်ပကဖအဖွဲ့နဲ့ တင်းသားကြီးတပ်ပေါင်းစုတို့မှပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးရန်ကုန်မင်္ဂလာတုံးလေးစိတ်ကို PDF အဖွဲ့မှ short title များဖြင့်ပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မင်္ဂလာတုံးလေးစိတ် short title များဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရကြောင်းအခင်းဖြစ်ရာနေရာအနီးတွင်နေထိုင်သည့်သတင်းရင်းမြစ်တပ်ဦးထံမှသိရပါတယ်။ဖြစ်စဉ်မှာယမနီအော်တိုဘာ31ရက်ည9နာရီခွဲခန့်အချိန်တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖြစ်ပွားခဲ့ကြောင်းအဆိုပါသတင်းရင်းမြစ်မှအဆိုပါရ အဆိုပါပြစ်ခတ်မှုကိုဈေးကဘာဝင်းအတွင်မှပြစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်းခန္ဓာဦးသတင်းများအရသိရပါသည်။လေးစိတ်ကိုရှော့တိုက်တုံး၅လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု၎င်းမှဆက်လက်ပြောဆိုထားသည်။ရှော့တိုက်တုံး၅လုံးအနက်တစ်လုံးသည်လေရင်ပြေးလန်းပေါ်ကျရောက်ခဲ့ကြောင်းသိရှိရပြီးမိလာမှုဖြစ်ပွားခဲ့ကြောင်းအထက်ပါသတင်းရင်းမြစ်မှဆိုပါသည်။အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင်လေးစိတ်ရှိအလုံးစုံရေးတပ်ဖွဲ့များမှလည်းပြန်လည်ပြစ်ခတ်မှုများရှိခဲ့ကြောင်း၎င်းမှဆက်လက်ပြောဆိုထားပါသည်။ ရှမ်းကုန်းမင်္ဂလာတုံးလေစိတ်ရှော့တိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး VWNE ဖန်ပိုးမှုဖြင့် Liberty Tanda နဲ့ Anonymous Mission Team Alpha အဖွဲ့တို့မှပူးပေါင်း၍အောက်တိုဘာ24ရက်ည9:16မိနစ်တွင်မင်္ဂလာတုံးလေးတက်အားရှော့တိုက်တုံးခုနှစ်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းအတည်ပြုထုတ်ပြန်ထားသည်ကိုတွေ့ရပါသည်။ရှင်းထုတ်ပြန်ချက်တွင်ရန်ကုန်မင်္ဂလာတုံးလေးစိတ်အနီးသို့48နာရီအတွင်းအသွားလာမပြုလုပ်ကြရနှင့် ဒလေးကောင်တာအတက်အပြင်အဆိုပါနေရာတို့ရှော့တိုက်တုံများလည်းထပ်မံရောက်ရှိနိုင်သည့်အတွက်ပြည်သူများအနေဖြင့်လုံးဝမတွားရောက်ကြရန်ဆိုသည့်သတိပေးစာများပါထည့်သွင်းဖော်ပြထားသည့်ကိုတွေ့ရပါသည်။ထိုနီးနားတို့ပြည်သူများအနေဖြင့်အသွာလာမလုပ်ကြရန်နှင့်လေးစိတ်အဝစစ်တပ်ကိညာကိုဖိခတ်ရန်အတွက်လည်းတရားခွင်မမများအစဉ်အသင့်ရောက်ရှိနေပြီဖြစ်ကြောင်း PDF အဖွဲ့များမှသတိပေးချိန်ချောက်ထားသည့်ကိုတွေ့ရပါသည်။ပြီးခဲ့တဲ့2023ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်းရန်ကုန်မြို့ဖီလန်ရှိစေမိုင်ကုန်းစစ်စေးရိတ်ကိတ်တွင်ရန်ကုန်လေးစိတ်ကိုဖောက်ခွဲမှုပြုလုပ်ရန် လက်လုံမိုင်းများတဲလာသည့်အမျိုးသားနှအူးကိုဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့မှုပါတယ်။ဆက်လက်ပြီးဖာကတ်မှာစစ်တပ်မြေပြင်စစ်ကြောင်းပြန်ထွက်လာလို့ဒေသခံတွေလုံခြုံရေးသတိပေးတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖာကတ်ဒေသမှာစစ်ကောင်စီတပ်စစ်ကြောင်းအချို့ပြန်လည်လှုပ်ရှားလာလို့စစ်ရေးသတိပြုကြဖို့နဲ့ကချင်လူလက်ရေးတမတော် KIA KPDF နဲ့နှိဆက်သူတွေကအသိပေးထားပါတယ်။လွန်ခဲ့တဲ့တပတ်ကျော်ကတိုက်ပွဲပြင်းထန်ဖြစ်ပြီးငြိမ်သွားတာစစ်ကြောင်းတွေပါပျောက်သွားတာအခုကမတ်မုံတို့ဖားပြင်ရွာတွေဘက်မှာ ပြန်ပြီးတိုးလာနေတယ်လို့ကြားတယ်လို့ KPDF နဲ့နှီးဆက်သူတအူးကပြောပါရယ်စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာမမုံဖားပြင်မှော်တောင်နဲ့စမ်းကြွရွာတွေဘက်ကိုဝင်လာနိုင်တယ်လို့ဒေသခံတွေကယူဆထားပါရယ်စစ်ကြောင်းတရင်နာဆွင့်နေတာခိုရက်ကညင်းနေတာကိုလည်းတန်တရာဝင်နေတာအခုမမုံမှာရောက်နေပြီလို့ကြားတယ်လို့စစ်ပေးဆောင်တအူးကပြောပါရယ်ဖာကန်ဒီတာကိုရောက်နေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကအင်အား20ခန့်ဟာအော်တိုဘာ22ရက်ကရှူမာကြီးရွာဘက်ကိုရောက်လာစဉ် KIA KPDF ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့လို့ထိခိုက်သေးဆုံးသူတွေများပြားခဲ့ပါတယ်။အဲ့ဒီနေ့ညပိုင်းမှာ KIA တပ်ရင်း6ရင်းကိုလေကြောင်းကနေပုံကျဲခဲ့ပါတယ်။အော်တိုဘာ22ရက်နောက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့စေကောင်စီကလေကြောင်းကနေပုံကျဲပြီးလက်နက်ကြီးနဲ့လည်းပစ်ခတ်ခဲ့ပါတယ်။ဖားကတ်ဒေတာကိုပြီးခဲ့တဲ့ဧပြီကဝင်လာခဲ့တဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကတချို့ဟာအော်တိုဘာပထမပတ်ထဲမှာဖားကတ်ကမိုင်းမိုးကောင်းလန်းအတိုင်းပြန်ဆုတ်သွားပေမဲ့နောက်ထပ်စစ်ကြောင်းတချို့ပြန်ဝင်လာတယ်လို့သိရပါတယ်။ ဖားကတ်မြို့နယ်မှာစစ်ကောင်စီတပ်ရင်းတွေနဲ့အတူရှန်နီတန်၊ SND နဲ့ပြည်သူစစ်တွေအင်အားအများအပြားကျန်နေခဲ့ပါတယ်။အော်တိုဘားလနှောင်းပိုင်းမှာထိတွေ့တိုက်ပွဲတွေမရှိပေမဲ့စစ်ကောင်စီကလီချောင်းကနေပုံကျဲနေလို့ဒေသခံတွေစည်ရေးတည်ရှိကြဖို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကအော်တိုဘား26ရက်မှာတတိပေးထားပါတယ်။ဒီနေ့အော်တိုဘာ31ရက်ညပိုင်းမှာလဲစစ်ကောင်စီကလက်နက်ကြီးနဲ့ပြစ်ခတ်နေပြီးဒရုန်းနဲ့လဲကင်းထောက်နေတယ်လို့သတင်းရရှိပါရယ်။ ဆက်လက်ပြီးစေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲနဲ့ရလတ်အပေါ်ကန့်ကွက်ပေးရေးနိုင်ငံတကာပါလီမန်များညီလာခံမှာမြန်မာလွှတ်တော်ကုစရဲအဖွဲ့တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အကြံဖတ်စေအုပ်စုကကျင်းပမယ်အတူရောင်ရွေးကောက်ပွဲနဲ့ရလတ်အပေါ်ကန့်ကွက်ပေးရေးနဲ့အတိမတ်မပြူရေးမတရားဖန်ဆီးထိမ့်သိမ်းခံရတဲ့နိုင်ငံတော်အကြီးအကဲများရွေးကောက်ခံလွှတ်တော်ကုစရဲများနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနိုင်ငံတကာပါလီမန်များညီလာခံမှာဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ CRPH ကထုတ်ပြန်ပါတယ်။ အဲ့ဒီပြင်2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနဲ့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီအားကမ္ဘာလွှတ်တော်အတိုက်အဝန်းကဆက်လက်အတိမတ်ပြုရင်းလက်ရှိပြည်ပခဖြည့်ရှင်ရင်းနဲ့ရေရှည်တည်တံ့သောအဖြေရှာခြင်းမှာတော်လန်ရေးအင်အားစုများရဲ့ဆောင်ရွက်သွားမယ်လုပ်ငန်းစဉ်များပေါ်ထိရောက်တဲ့ပံ့ပိုးကူညီမှုများရရှိရေးတို့ကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်အကြံဖက်စစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုများလူခွင့်ရေးချိုးဖောက်မှုများနဲ့အကြံဖက်မှုများ ရှင်းလုံရများကြောင့်နေရဆွန့်ခွာနေရပြီးဒုက္ခများနဲ့ရင်ဆိုင်နေရတဲ့ဖြီးတွင်းရှိစစ်ပေးဆောင်ပြည်သူများနဲ့တခြားနိုင်ငံများရှိရွှေပြောင်းမြမပြည်သူများ၏အခြေအနေများနဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကိုရှင်းလင်းတင်ပြခဲ့တယ်လို့လည်းဆိုထားပါတယ်။အော်တိုဘာ16ကနေ23ရက်အထိဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့၌ကျင်းပနေတဲ့151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနဲ့ဆက်ဆက်အစည်းအဝေးများကိုဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မာအောင်တို့ဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့တယ်လို့ဖော်ပြပါတယ်။ မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့အောက်တိုဘာ16ရက်မှာအာရှဖက်စိဘိတ်အုပ်စုအာရှဖက်စိဘိတ်ဂရုနဲ့အမျိုးသမီးလွတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့သို့တက်ရောက်ခဲ့ပြီး20ရက်မှာအမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Debate အစည်းအဝေးတို့သို့တက်ရောက်ခဲ့ကမလေးရှားထိုင်းအီတလီကနေဒါနယူးဇီလန်ဩစတြေးလျနိုင်ငံတို့ကလွတ်တော်ကိုယ်စားလှယ်အဖွဲ့များနဲ့လည်းထီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုထားပါတယ် နိုင်ငံတကာပါလီမန်များအဖွဲ့ဟာကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လွှတ်တော်များဖြင့်ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုနောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အမှုဆောင်ကောင်စီကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကို IPU ရဲ့အဓိကဆွေးနွေးဖက်မိဖက်အဖြစ်အတိမတ်ပြုခဲ့ပြီးဒီနေ့အထိဆက်လက်အတိမတ်ပြုထားတယ်လို့အတည်ပြုထားပါတယ်။ချမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။